ဒီနေ့ကတော့အိမ်မှာအညာစတိုင်းပဲချမ်းတုံးလေးနဲ့သမင်းကြော်လေးလုပ်စားမှာပဲဖြစ်ပါတယ်။ဆိုင်ကတော့ဒီနေ့အိမ်မှာဟင်းမချက်ချင်တာနဲ့ဒီဝေဖြိုးပဲကြော်ဟာအစုံကြော်လေးနဲ့ပဲအတုပ်၃မျိုးတုပ်စားမယ်ပေါ့နော်။အဲ့တော့ဒီဝေဖြိုးပဲကြော်အစုံကြော်လေးနဲ့စားတုပ်မယ်ပေါ့နော်။ ဒီထဲမှာတော့ချက်တွန်နီရဲ့ကိုစင်နရွက်ကိုခြွေပြီးတော့ဒီလိုမျိုးကကြီလေးနဲ့ကိုက်လိုက်မယ်ပေါ့နော်ပြန်တော့စာကြတာမုတ်စီနဲ့ကြာမျိုးလေးကိုနည်းနည်းထည့်လိုက်ပါမယ်။ဒါကတော့တက်တော့မှတွေ့တွေ့နေကြမန္တလေးရဲ့သူတွေတုပ်စားကြတဲ့ style လေးပေါ့နော်။ဒါဆိုရင်တော့ကြာမျိုးပဲချန်တုပ်လေးရပါပြီ။ဟောဝေဖြိုးရဲ့ပဲချန်ချေတော်လေးနဲ့ပေါ့နော်။ပဲချန်တုပ်လေးတုပ်စားပါမယ်။ ဒီအညာဆိုင်ပဲစံတုပ်လေးမှာတော့ခရမ်းချင်တီကျက်တော်နီစာသတ္တမုံနဲ့စီယိုတော့ရွှဲရွှဲလေးထည့်ပြီးတော့တုပ်မယ်ပေါ့နော်ပြီးရင်တော့တရသေးချင်ငန်ဆက်တုပ်လေးလှူစားမယ်ပေါ့နော် အရင်ဆုံးဒီလိုမျိုးတရသေးလေးကိုချစ်ထားမယ်ပြီးရောလို့ရှိရင်တော့ပဇွန်6000နာလေးကိုထည့်လိုက်ပါမယ် ပြီးရင်တော့ချက်သွန်နီပဲချက်မုတ်စားနဲ့ချက်သားမုတ်လေးထည့်ပါမယ်။အဆက်ကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒီလိုမျိုးငွေတီးမုတ်များများလေးထည့်လို့ရပါတယ်။ပြီးရင်တော့မြေပဲကောင်းစားဒီဝေပြိုးတဲ့ကြီးပူကြော်ပေါ့နော်အဲ့အလေးကိုထောင်းထည့်ပါမယ်။ဒါတော့မြေပဲအစားထိုးဒီလိုမျိုးပဲကြော်လေးထောင်းထဲတာဆိုတော့သူ့ရဲ့ရတာကြစိတ်စိတ်လေးနဲ့တမျိုးလေးစားကောင်းတယ်။ဒါဆိုရင်တော့ဝေဖြိုးပဲဒီကူကြော်ကိုသုံးပြီးတော့တုတ်ထားတဲ့အင်း ပေးရသည်ဖြစ်ဖြစ်ဆက်ပါလေ။မြေမှာပျော်ရွှင်ကြည်ရေပွေးဝေမို့လေကလေးတွေလောလို့ငါတွေဖမ်းကြသည်မင်းကြော်ဖို့အတွက်ကတော့အရင်ဆုံးစက်တော်နီနဲ့ဆက်နွင်းကိုစီတက်ပြီးတော့မှဒီလိုထမင်းလေးကိုထည့်လိုက်ပါမယ်။ဒီလိုအညာစတိုင်ထမင်းကြော်လေးရကြတော့သွားလို့အတော့လေးနဲ့တွဲစားလို့ရှိရင်တအားစားလို့ကောင်းတယ်။ ဒီဝေဖြိုးပဲကျော်ကနေလည်နေခင်ရုပ်ရှင်ကြီးရဲ့နဲ့ဒီလိုမျိုး snack အနေနဲ့စားလို့လည်းရတယ်။သူ့ရဲ့ပဲကျော်ကလည်းဝါလိုက်တာနဲ့လုံးဝကျွတ်ကျွတ်မွမွလေး။ဒီလိုထုတ်လေးတွေကတော့ City Map လိုမျိုးဆိုင်ကြီးတွေမှာရောအမျိုးမျိုးနယ်နယ်မှာရှိတဲ့ကုန်းဆုံဆိုင်တွေမှာပါဝင်လို့ရတယ်။ဒါဆိုလို့ရှိရင်တော့ဒီဝေဖြိုးပဲကြော်နဲ့တုတ်ထားတဲ့အတုပ်ကလေးတွေရပြီပေါ့နော်။ဒါကကြတော့ အေးချမ်းသောဒီကတော့အညာစတိုင်ထမင်းကြော်လေးပေါ့နော်သူကကြတော့ဒီတက်တန်နီနဲ့ဒီဆန်ရွန်းနဲ့ကိုစီတက်ပြီးတော့ကြော်ထားရလေပါတုတ်ကလေးနဲ့ဆိုလို့ရှိရင်ညဆောက်လို့ကောင်းလက်ပံမွေနွေလေတိုက်ကြည့်လိုက်တဲ့ခါတဝဲဝဲဝဲဘယ်တော့နေရအဲ့လိုဘွားလိုက်တော့မှချွတ်ချွတ်မမလေးနဲ့စမ်းလို့ရအောင်ပါ ချစ်စရာချစ်စရာမြင်ရပါလေ။ဒီတည့်ရသေးတုံလေးကကြတော့ဒီဝေဖြိုးရဲ့ပဲကြီးပူကြော်နေပေါ့နော်။အဲ့အရာလေးကိုထောင်းပြီးတော့မြေပဲစားထိုးသုံးထားတာဆိုတော့သူ့အရာကစိတ်စိတ်နေ။ကတော့ဂျာညုလေးနဲ့တုတ်ထားတဲ့ပဲတန်းတုတ်လေးပေါ့နော်ဒီလိုမျိုးသွားကြတော့ဂျာညုအရသာလေးပါတော့ဒီဖြိုးလေးနဲ့မွေဒါကတော့အချင်းစားချင်တဲ့သူဆိုလို့ရှိရင်တော့ဒီလိုအချင်းလေးပါထည့်ပြီးဖြစ်စားလိုက်ရတယ် လပံမွေနွေလေးတိုက်တွေ့လိုက်တဲ့ခါဘာလဲရတော့တက်တော့ပေါ်မှာတွေးထားတဲ့တုံကြီးလေးပေါ့နော်တကြညို့လေးနဲ့အလုံးလုံးလေးတုံတာမွမွေလေးမြေရပါလေ။အင်းဒီလိုမျိုးဝေဖြုတ်ပဲကြော်တထုတ်ထင်းနေဆိုလို့ရှိရင်အိမ်မှာဒီလိုဟင်းနေမဆက်ချင်နေနေဆိုရင်ဒီလိုမျိုးအတုပ်လေးကိုကြိုက်တဲ့အတုပ်လေးလှုပ်ရှားလို့ရရပေါ့နော်။ဒီရဲ့တီးတုပ်လေးရကြတော့ဒီဝေဖြိုးရဲ့ဒီကြော်လေးနဲ့ပဲထည့်ပြီးတော့လှုပ်ရှားထားဆိုတော့ဒီလိုမျိုးလေးလည်းလည်းလှုပ်ရှားကြည့်လို့ရပါတယ်။အဲ့ဆိုတော့ นอกรอบที่มาเป็นด้วยบบไหมอารมณ์ตาตา